မင်္ဂလာပါရှင်။လေဗန်ယုတ်တန်ရဲ့အော်တိုဘာလ30ရက်နေ့ညပိုင်းသတင်းထားထုတ်မှုစီစဉ်စတင်မှာတော့မေးဒီကနေ့မှာတင်ဆက်မဲ့သတင်းတွေကတော့အာဆီယံပုံသဘောတူညီချက်၅ရက်ကိုမြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့ချုပ်ချာအာဏာကိုမထိခိုက်စေဘဲစ조사ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူပြောကြားရတဲ့တဲ့ ဒရိုက်တာမိုက်တီဇပူသယုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာသာသယုတ်ဆောင်အုံတိုင်းတို့ကို ရွေးကောက်ပွဲကာကွယ်ပေးဥပဒေဖြင့်ဖမ်းဆီးရတဲ့တင်ထရနက်ရှီတို့အစည်းအဝေးပြုလုပ်ခဲ့ပေမဲ့တိကျတဲ့ရလဒ်ကိုကြေညာခြင်းမရှိဘဲအဆုံးသတ်တဲ့တင်အာဖဂန်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုများအောင်မြင်ခြင်းမရှိဘူးလို့ပါကစ္စတန်ပြောရတဲ့တင် အာကသိပ္ပံအမျိုးသမီးတင်အုပ်စုကထွက်ခွဲရရင်တော့ဒေါ်လာတသိန်းရရှိမယ်ဆိုတဲ့တဲ့အစားရှိတဲ့တွေများကိုတင်ဆက်မှာပါ။ဥဆောင်တဲ့တဲ့ပုံအနေနဲ့အာဆီယံဘောတဘောတူညီချက်၅ရဲ့ကိုမြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့အချုပ်ကြာအာဏာကိုမထိခိုက်စေဘဲစ조사ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူပြောကြားတဲ့တဲ့ကိုတင်ဆက်ပါမယ်။ အာဆီယံဘုတ်တဘောတူညီချက်၅ရက်ကိုမြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့အချုပ်ချာအာဏာကိုမထိခိုက်စေဘဲစ조사ပူပေါင်းဆောင်ရွက်ခဲ့ကြောင်းအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားပါသည်အာဆီယံဘုတ်တော်တို့ညီချက်၅ရဲ့နဲ့ပတ်သက်ပြီးပြောကြရာတွင်အမျိုးသားကာကွယ်ရေးနဲ့လူ့ကျိုးရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကအထက်ပါတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အာဆီယံဘုံသဘောတူညီချက်9ရဲ့ဟာ2021ခုနှစ်အေပီလအတွင်းကအင်ဒိုနီးရှားနိုင်ငံမှာကျင်းပခဲ့တဲ့အာဆီယံထိပ်သီးစည်းဝေးအတွင်းအတည်ပြုထုတ်ပြန်ခဲ့ခြင်းမဟုတ်ဘဲစည်းဝေးပြီးမှထွက်ပေါ်လာတဲ့ထုတ်ပြန်ချက်ဖြစ်ကြောင်းမိမိတို့အနေနဲ့မြန်မာနိုင်ငံရဲ့အမျိုးသားကျိုးစည်းပွားနဲ့ချုပ်ကြားအာဏာကိုမတိခိုက်စေဘဲစ조사ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားပါတယ်ဒီဘုံတဘောတူညီချက်တွေနဲ့ပတ်သက်ပြီးအကြမ်းဖက်မှုများအမြင်ဆုံးရပ်တန့်မှု ဒါနဲ့ပတ်သက်ပြီးလဲမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေလုပ်နေတာ NUG PDF မြေကအကြမ်းဖက်တောင်းကျမ်းသူတွေရဲ့အကြမ်းဖက်လုပ်ရည်တွေနဲ့ပတ်သက်ပြီးပြောကြားလိုပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလတရနေ့ကနေယခုနေ့အောက်တိုဘာလ25ရက်နေ့အတွင်းမှာရဟန်းတန်ဃာတိလာရှင်နိုင်ငံဝန်ထမ်းများအပါအဝင်အပြစ်မဲ့ပြည်သူ8149ကိုမတရားဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့အပြင်မိုက်ခွဲတိုက်ခိုက်မှုအကြိမ်တထောင်ကျော်လောက်မိရှို့ဖျက်ဆီးခြင်း1300ကျော်လောက်ဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်လို့ဗိုလ်ချုပ်စော်မီထွန်းကပြောကြားပါတယ်။ အဆိုပါအကြမ်းဖက်လုပ်ရများနဲ့ပတ်သက်ပြီးတပ်မတော်အနေနဲ့နိုင်ငံတော်လုံခြုံရေးတာဝန်ကိုပူးတွဲတာဝန်ထမ်းဆောင်နေတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်များနဲ့အကောင်းဆုံးစူးစမ်းကာကွယ်ပေးရရှိကြောင်းဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားပါသည်။ ဗိုလ်ချုပ်စော်မင်းထွန်းကဒုတိယချက်ငြိမ်းချမ်းစွာဖြေရှာမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့အနေနဲ့2022ခုနှစ်ကိုငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီးလက်နက်ကင်ဖွဲ့စည်းတွေနဲ့တွဲဆောင်ဆွေးနွေးဖို့ဖိတ်ခေါ်ခဲ့တာရှိပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့9ဖွဲ့လက်မှတ်မထိုးထားတဲ့အဖွဲ့3ဖွဲ့စုစုပေါင်းတိုင်းရင်းသားနက်ကိုင်အဖွဲ့10ဖွဲ့အပါအဝင်နိုင်ငံရေးပါတီတွေနဲ့အကြိမ်ကြိမ်တွေ့ဆုံခဲ့ပါတယ်။ ဒါအပြင်အခြေခံဥပဒေ2008ခုနှစ်ကိုပြင်ဆင်နိုင်ရေးအတွက်အချက်53ချက်ကိုသဘောတူညီဆောင်ရွက်ခဲ့ပါတယ်။မကြာသေးမီချိန်ကပဲ NCA နှစ်ပတ်လည်နေ့ကိုဆောင်ရွက်ခဲ့ပြီးဆက်လက်ဆွေးနွေးမှုများဆောင်ရွက်လျက်ရှိကြောင်းပြောလိုပါတယ်လို့ပြောကြားပါတယ်။ ဘုံသဘောတူညီချက်တတိယချက်ဖြစ်တဲ့အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်ကဆိတ်ဆက်ဆွေးနွေးရမှာပံ့ပိုးကူညီရန်ကိစ္စတွေလည်းအာဆီယံကခန့်လိုက်တဲ့အထူးကိုယ်စားလှယ်ဟာ2021ခုနှစ်မှလက်ရှိအထိ9ဦးရှိပြီဖြစ်ကြောင်း၎င်းတို့ရဲ့မြန်မာနိုင်ငံဆိုင်ရာခီးစင်များကိုမိမိတို့အနေနဲ့ပူပါဆောင်ရွက်ပေးလျက်ရှိကြောင်းအာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်များကိုနိုင်ငံရေးပါတီများအစိုးရဖွဲ့ဝင်များနဲ့တွေ့ဆုံနိုင်ရန်ကိုလည်းစီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း ဒါအပြင်စုံထားချက်ဖြစ်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရတဲ့ HA စင်တာမှပေးရတဲ့ကိစ္စများတွင်လည်းအပြည့်အဝပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားပါသည်။ နောက်ဆုံးချက်အနေနဲ့အာဆီယံဥက္ကဋ္ဌရဲ့ဒုက္ခစလဲဖွဲ့နဲ့မြန်မာနိုင်ငံကသက်ဆိုင်သူတွေနဲ့တွေ့ဆုံတဲ့ကိစ္စဖြစ်ပါတယ်။အာဆီယံဥက္ကဋ္ဌရဲ့အထူးကိုယ်စားလှယ်လာရင်းမှာကျွန်တော်တို့အနေနဲ့ဖြစ်နိုင်တဲ့လိုက်ရောနိုင်တဲ့သူတွေနဲ့တွေ့ဆုံနိုင်ရင်အစိုးရဖွဲ့ဝင်တွေအပြင်နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံနိုင်ရင်ကျွန်တော်တို့စောင့်ဝဲပေးခဲ့ပါတယ်။ ရာဇဝင်းမှုနဲ့ကျွလွမီရာဇဝပြစ်ဒဏ်ခံနေရတဲ့ထောင်ချတွေနဲ့တော့ကျွန်တော်တို့တွဲဆောင်ခွင့်ပေးနိုင်ခြင်းမပေးပါလိမ့်မယ်။ဘယ်နိုင်ငံမှာရော တွဲဆောင်ခွင့်ပေးခဲ့တယ်လဲလို့ပဲဒါမျိုးကိုထုတ်ချင်ပါလေလို့ပိုဂျိုစော်မင်းထွန်းကပြောကြားပါရယ်။အာဆီယံဖွဲ့ဝင်နိုင်ငံများအားလုံးရဲ့လွတ်လပ်မှုအချုပ်အခြာအာဏာပိုင်ဆိုင်မှုတန်းတူညီတူရှိမှုနေပြည်တော်တည်တံ့ခိုင်မြဲမှုနဲ့အမျိုးသားရေးလက္ခဏာများကိုလေးစားလိုက်နာခြင်း အာဆီယံဖွဲ့ဝင်များရဲ့ပြည်တွင်းရေးမှာဝင်းရောက်ဆုတ်ဖက်ခြင်းမရှိတဲ့အခြေခံမှုများကိုအမြဲသတိပြုနိုင်ဖို့လိုမှာဖြစ်ကြောင်းအာဆီယံဖွဲ့စည်းစတင်ဖွဲ့စည်းကလေးကအဖွဲ့ဝင်နိုင်ငံများအားလုံးသဘောတူလက်ခံထားတဲ့အာဆီယံချာတာအာဆီယံဝေးအာဆီယံစပရစ်များပေါ်မှာအခြေခံလိုက်နာဆောင်ရွက်ကြမယ်ဆိုလို့မိမိတို့အာဆီယံဖွဲ့ဝင်နိုင်ငံများအတွက်ပုံမစည်းလုံးကျိုးဖြစ်တုံးစီမှာဖြစ်ကြောင်းဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားပါတယ်နောက်ထပ်တဲ့တဲ့ပုံအနေနဲ့ ဒရိုက်တာမိုက်တီဇက်ဘိုတယုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာသာတယုတ်ဆောင်အွန်တိုင်းတို့ကိုရွေးကောက်ပွဲကကွယ်ပေးဥပဒေဖြင့်ဖမ်းဆီးရတဲ့တင်းကိုတင်ဆက်ပါမယ်။ဒရိုက်တာမိုက်တီဇက်ဘိုတယုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာသာတယုတ်ဆောင်အုံတိုင်းတို့အားပါတီစုံဒီမိုကရေစီထူထူရေကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးဥပဒေဖြင့်ရေးယူထားကြောင်းသိရပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ပါတီစုံဒီမိုကရေစီစနစ်အားအကောင့်ထည့်ဖို့ဆောင်ရွက်နိုင်ရန်အတွက်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအားအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိရာရွေးကောက်ပွဲအပေါ်နီးလန်းမျိုးစုံနဲ့နှောက်ရှက်ဟန်တားနိုင်မဲ့အခြေအနေမှာကာကွယ်တားဆီးနိုင်ရန် 2025ခုနှစ်ဇူလိုင်လ29ရက်နေ့မှာပါတီစုံဒီမိုကရေစီထွေထွေရေကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးဥပဒေပြဋ္ဌာန်းခဲ့ပြီးဥပဒေလိုက်နာမှုမရှိသူများအားထိထိရောက်ရောက်ရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။အဲ့လိုဆောင်ရွက်လျက်ရှိရာ2025ခုနှစ်အော်တိုဘာလ28ရက်နေ့တွင်ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲအသိပညာပီးဇလန်းနှင့်ဇလန်းတွင်ပါဝင်တိုးဆောင်ခဲ့သောအမှုပညာရှင်များအားလူမှုကွန်ရက်မှတဆင့်မဟုတ်မမှန်ဝေဖန်ရေးသားပြီးရွေးကောက်ပွဲအပေါ် ပြည်သူတို့မှာအထင်မြင်လွဲမှားစေရန်လှုံ့ဆော်ခဲ့တဲ့ဒရိုက်တာမိုးတီခေါ်တန်ထွန်စောဇပိုတယုတ်ဆောင်ကျော်ဝင်းထုံးခေါ်ကျော်မင်းထွန်းနဲ့ဟာသာတယုတ်ဆောင်အုံတိုင်းခေါ်ဇော်မင်းတို့အား၎င်းတို့ရဲ့နေအတီးတီးမှဖန်ဆီးရမိခဲ့ကြောင်းသိရပါဗျ။ဖန်ဆီးရမိထားသူများအားစစ်စစ်ဖော်ထုတ်ချက်အရ၎င်းတို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီတပ်မတော်မှနိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့အပေါ်ထောက်ခံမှုမရှိခဲ့တဲ့အပြင်စူပူဆန္ဒပြပွဲများတွင်ကိုယ်တိုင်ပါဝင်ခဲ့ကြောင်းဒါအပြင်မကြာမီကျင်းပရန်ရှိတဲ့ပါတီစိုဒီမိုကရေစီထွေထွေရေကောက်ပွဲအောင်မြင်စေရေးအတွက်၎င်းတို့တက်ကြွတဲ့အမှုပညာကဏ္ဍမှာပူးပေါင်းပါဝင်ခြင်းမရှိတဲ့အပြင်အခြားသောအမှုပညာရှင်များရဲ့တရက်တအားပူးပေါင်းဆောင်ရွက်မှုအပေါ်ဝေဖန်တိုက်ခိုက်ခြင်း ရွေးကောက်ပွဲပေါ်ပြည်သူလူထုမှယုံကြည်မှုလျော့နည်းလာစေရန်ရည်ရွယ်ပြီးရေးသားဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းစစ်စစ်တရှိရာကြောင်းသိရပါသည်။အဆိုပါဖန်စီရမိထားသူ၃ဦးနဲ့ Writer Mighty ကိုတန်ထုံးစော်ဟာ2021ခုနှစ်မှာလူမှုကွန်ရက်မီဒီယာမှတဆင့်နိုင်ငံတော်အစိုးရပေါ်ဝေဖန်ရေးသားခဲ့တာကြောင့် ရာစတကြီးဥပဒေပုံမှ905ကာချီနှင့်အမှုဖွင့်လှစ်အရေးယူခြင်းခံခဲ့ရပြီး2022ခုနှစ်အော်တိုဘာလ28ရက်နေ့တွင်နိုင်ငံတော်အစိုးရမှနောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်မှာက၎င်းပြစ်ဒဏ်ပြင်ယခုကြားခံရကြန့်ရှိနေတဲ့ပြစ်ဒဏ်များကိုပါဆက်လက်ကြားခံပါမယ်ဆိုတဲ့စီကဲသက်မှတ်ချက်များနဲ့ပြစ်ဒဏ်မှလူငယ်ခွင့်ပြုခဲ့သူဖြစ်ကြောင်းစစ်ဆေးတွေ့ရှိရတာကြောင့်၎င်းအောင်ပါတီစုံဒီမိုကရေစီထူထူရေးကောက်ပွဲများကိုနှောက်ယှက်ဟန့်ထားဖျက်ဆီးခြင်းမှကာကွယ်ပေးဥပဒေနဲ့အေယူနိုင်ရေးအပြင်ယခင်လူငယ်ခွင့်ပြုခဲ့တဲ့ပြစ်ဒဏ် အားပြည်လဲကြခံစီရေးဥပဒေနဲ့အညီဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်ဒါအပြင်ပါတီစိုဒီမိုကရေစီထူထူရေကောက်ပွဲပေါ်ပြည်သူလူထုမှအထင်မြင်လွဲမှားစေရန်လှုံ့ဆော်ခဲ့ကြတဲ့ကျော်ဝင်းထုတ်ခေါ်ကျော်မင်းထုတ်နေအုံတိုင်းခေါ်စော်မင်းတို့နှစ်ဦးအား ပါတီစိုဒီမိုကရေစီတရရေကောက်ပွဲများကိုနှောက်ယှက်ဟန်ထားဖျက်ဆီးခြင်းမှကာကွယ်ပေးဥပဒေနဲ့ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါသည်။နိုင်ငံတော်အစိုးရအနေနဲ့ပါတီစိုဒီမိုကရေစီတရရေကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီးပြည်သူလူထုတရက်လုံးလိုလားတောင်းတတဲ့ပါတီစိုဒီမိုကရေစီစနစ်ကိုအောင်မြင်စွာရှောင်လန်းနိုင်ရေးပြည်သူလူထုရဲ့ပူပေါင်းပဝင်မှုနဲ့အထွေထွေရေကောက်ပွဲအားဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါသည်။နောက်တဲ့တဲ့ဒီပုတ်အနေနဲ့ အာဖဂန်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုများအောင်မြင်ရမရှိဘူးလို့ပါကစ္စတန်ပြောရတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်။အာဖဂန်နစ္စတန်နိုင်ငံရဲ့ရေရှည်တည်တံ့တဲ့ပြည်ခက်ရေးဆေးရေးအတွက်ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုများဟာအောင်မြင်ရမရှိကြောင်းပါကစ္စတန်ကအော်တိုဘာ29ရက်နေ့မှာပြောကြားခဲ့ပြီး၎င်းတို့ရဲ့ပြည်သူများကိုကာကွယ်ရန်စီစဉ်များလှောက်ဆောင်သွားမယ်လို့တတိပေးခဲ့ပါတယ်။တောင်အရှအင်းကြီးများဖြစ်တဲ့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နေဆက်တည်သားမှာနေပေါင်းများစွာတွင်ဆိုရဆုံး တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးတဲ့နောက်ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရင်တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်ပါတယ်။အော်တိုဘာလ9ရက်ကအာဖဂန်နစ္စတန်နိုင်ငံကဘူးမြို့တော်မှာပောက်ကွဲမှုများဖြစ်ပွားခဲ့ပြီးတဲ့နောက်အဲဒီပောက်ကွဲမှုများနဲ့ပတ်သက်ပြီးအာဖဂန်တာလီဘန်အာဏာပိုင်များကပါကစ္စတန်ကိုအပြစ်တင်ခဲ့ကတနိုင်ငံကြားတိုက်ခိုက်မှုများဖြစ်ပွားခဲ့တာကြောင့်လူခဏ၁၀ကျော်သေဆုံးပြီးလူပေါင်းရာချီဒဏ်ရာရခဲ့ပါတယ်။ စင်ကောင်းစရာကတော့အာဖဂန်ဘက်ကအမခန့်ချက်တွေမပေးခဲ့ပါဘူးအဓိကပြဿနာကနေတွေ့ဖြစ်ပြီးအပြန်အလှန်ဖြစ်တည်မှုနဲ့လက်ွက်တွေကိုသာရွေးချယ်ခဲ့ပါတယ်လို့ပါကစ္စတန်ပြည်ထောင်စုဝန်ကြီးအက်ဒူလာတာရာကကာတာနဲ့တူရကီတို့ရဲ့ဂျာဝေဆက်ဆက်မှုနဲ့လေးရဲကြာဆွေးနွေးညှိနှိုင်းမှုများအပြီးမှာအိတ်စ်လူမှုမီဒီယာမှာပြောကြားခဲ့ပါတယ်။ဒါကြောင့်ဆွေးနွေးညှိနှိုင်းမှုများဟာလက်တွေ့ကြတဲ့ဖြည့်ရှင်းဤကိုထပ်ပေါ်စေခဲ့ခြင်းမရှိကြောင်း၎င်းကဆိုပါတယ်။ပါကစ္စတန်ဟာငြိမ်းချမ်းရေးစိတ်ဓာတ်နဲ့အာဖဂန်နစ္စတန်နဲ့ထိတွေ့ဆက်ဆံခဲ့ကြောင်း ဒါပေမဲ့အာဖဂန်ဟာပါကစ္စတန်စစ်တပ်နဲ့အကြမ်းဖက်သမားများကိုခိုင်မာစွာထောက်ပံ့ပေးနေကြောင်းထာရာကပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ဟာအကြမ်းဖက်မှုအနေနဲ့ကနေကျွန်တော်တို့ပြည်သူတွေကိုကာကွယ်ဖို့ဖြစ်နိုင်သမျှအစီအစဉ်အားလုံးကိုဆက်လက်လှုံ့ဆော်သွားမှာပါလို့ထာရာကပြောကြားခဲ့ပြီးအကြမ်းဖက်သမားများ၎င်းတို့ခေါ်လုံတဲ့နေရာများနဲ့၎င်းတို့အားထောက်ခံသူများကိုချေမှုန်းသွားမှာဖြစ်ကြောင်းကတိပြုခဲ့ပါတယ်။အဲဒီတော့လည်းပတ်သက်ပြီးအာဖဂန်နစ္စတန်ကအချက်ချင်းမှတ်ချက်ပေးခဲ့ခြင်းမရှိခဲ့ပါဘူး။ဆက်လက်ပြီး ထရန်နဲ့ရှီတို့စီဝေပြုလုပ်ခဲ့ပေမဲ့လည်းတိကျတဲ့ရလဒ်ကိုကြေညာခြင်းမရှိဘဲအဆုံးသတ်တဲ့သတင်းကိုတင်ဆက်ပါမယ်။တောင်ကိုရီးယားနိုင်ငံမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ကျောက်သမ္မတရှီဂျင်းပင်တို့ဟာအော်တိုဘာလ30ရက်ကနှစ်နာရီကြာအစည်းအဝေးပြုလုပ်ခဲ့ပေမဲ့လည်းတိကျတဲ့ရလဒ်ကိုလူသိရှင်ကြားတင်ညာခဲ့ခြင်းမရှိဘဲအစည်းအဝေးပြီးဆုံးခဲ့ကြောင်း AFP သတင်းမှဖော်ပြခဲ့ပါတယ်။ ထရဟာ၆နှစ်အတွင်းရှီနဲ့ပထမဆုံးအကြိမ်မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ပြီးတဲ့နောက်တောင်ကိုရီးယားနိုင်ငံဘူဆန်မြို့မှပြန်လည်ထွက်ခွာသွားခဲ့ပါသည်။ရှီဟာအစည်းအဝေးပြုလုပ်တဲ့အဆောက်အအုံပြင်ပမှာရပ်ထားတဲ့ကားပေါ်တက်ပြီးထွက်ခွာသွားပုံကိုမြင်တွေ့ရပါသည်။၎င်းတို့နှစ်ဦးအစည်းအဝေးပြုလုပ်ပြီးထရန့်ကရှီကိုအလွန်တန်မာတဲ့ဆွေးနွေးညှိနှိုင်းသူတစ်ဦးဖြစ်ကြောင်း ချီကျူးပြောကြားခဲ့ပါတယ်။ရှီကလည်းအမေရိကန်နဲ့တရုတ်ဟာအမြင်တူညီမရှိကြောင်းဒါပေမဲ့မိဖက်များမိဆွေများဖြစ်ရန်ကြိုးပမ်းတင်ကြောင်းအစီအဝင်ပြုလုပ်မည်ပြောကြားခဲ့ပါတယ်။ထရက်ဟာတောင်ကိုရီးယားမှထွက်ခွာလာပြီးတဲ့နောက် Air Force 1လေယာဉ်ပေါ်တွင်ဒေသများနဲ့တွေ့ဆုံချိန်မှာမြေရှားသူတို့အရေးကိစ္စကိုဖြေရှင်းခဲ့ပြီးတရုတ်ကမြေရှားသူတို့များတင်ပို့ရောင်းချမှုကိုထိန်းချုပ်ကတ်တော့မှာမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။အဲဒီသဘောတူညီချက်ဟာတနည်းတတန်းရှိပြီးတတန်းတိုးနိုင်မယ်လို့လည်း၎င်းကဆိုပါတယ်။ ဒါအပြင်တရုတ်ရဲ့ပို့ကုန်များအပေါ်အမေရိကန်ရဲ့ကုန်သွယ်ခွန်ကို59ရာခိုင်နှုန်းမှ48ရာခိုင်နှုန်းထိလျှော့ချသွားမှာဖြစ်ကြောင်းလာမယ့်နှစ် AB လမှာတရုတ်နိုင်ငံသို့သွားမှာဖြစ်ကြောင်းနဲ့ရှီဟာလည်းအမေရိကန်သို့လာရောက်လိမ့်မှာဖြစ်ကြောင်း Trump ကပြောကြားခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အာဂါသိပ္ပံမျိုးသမီးအသင်းအုပ်စုကထက်ခဲရရင်တော့ဒေါ်လာတသိန်းရရှိမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပါမယ်။ယခုရာသီအာရှမျိုးသမီးချန်ပီယံလိပြိုင်ပွဲကိုဝင်ရောက်ရှင်မြိုင်ခွင့်ရရှိထားတဲ့ အာကာသိပ္ပံအမျိုးသမီးအသင်းဟာအုပ်စိုးစင်းကနေထွက်ခဲ့ရမယ်ဆိုရင်တော့စုကြေးအမေရိကန်ဒေါ်လာတသိန်းရရှိမယ်လို့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ် MFF ကတရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်အာကာသိပ္ပံမျိုးသမီးတင်ဟာယခုရာသီအာရှမျိုးသမီးချန်ပီယံလိပြိုင်ပွဲအုပ်စုစီမှာကမ္ဘာအမျိုးသမီးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ဂျပန်၊မြောက်ကိုရီးယား၊တောင်ကိုရီးယားကလပ်အသင်းတွေနဲ့အတူကြောင်းနေရရှိပါတယ်။ အာကာသိပ္ပံမျိုးသမီးအတင်းပါဝင်တဲ့အုပ်စုစီပွဲစဉ်တွေကိုမြန်မာနိုင်ငံကအေရှန်ဖြစ်ရန်ကုန်မြို့တူဝနာကွင်းမှာလက်ခံကျင်းပခွင့်ရရှိထားပါတယ်။အုပ်စုစီပွဲစဉ်တွေကိုလာမယ့်နိုဝင်ဘာလ9ရက်၊12ရက်၊15ရက်တွေမှာတရက်နှစ်ပွဲနှုန်းနဲ့ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ MFF ဟာလက်မှတ်ဈေးနှုန်းတွေကို2,500တက်မှတ်ထားပြီးလက်မှတ်တစ်စောင်ကို တရက်စာနှစ်ပွဲကြီးစုခွင့်ပြုထားပါတယ်။ အုပ်စုစီပွဲစဉ်တွေကိုအာရှဘောလုံးဖွဲ့ချုပ်ထံကမိုဘိုင်းဝန်ရရှိထားတဲ့ Sky နဲ့ရုပ်သံကဓာတ်ရိုက်ထုတ်လင်းပြသသွားမှာဖြစ်ပါတယ်။11ရုပ်တဲ့ညပိုင်းသတင်းများကိုတင်ဆက်ခဲ့တာပါ။ကြည့်ရှုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောညချမ်းအချိန်အခါဖြစ်ကြပါစေရှင်။